။အဲ့ဒီအချိန်မှာပဲမိဘိုင်းမတို့ဘေးရင်ကနေဘုန်းဆိုတဲ့တန်ကြားလိုက်ရတာပါ။ဟမ်ဘာတန်ကြီးလဲ။ဟဲ။ဖွားနိုင်တော့အင်ကြီးပြိုကျသွားပြီဟဲ့။တရချံကြီးထဲမှာတော့ပိုတူတို့အဖွဲသားတွေနဲ့ဒေါခင်ဝိုင်းကကမောက်ကိုစီဆောင်ပြီးတရတိခုနေခဲ့ကြတာပါခလေးတွေနေလဲကောင်းမော်ရောက်လာပြီဆိုတော့အဲ့နာခုလို့ရတဲ့တရတိတွေကို မြမြခုပြီးတော့သွားနာကြရအောင်ဟိဟုတ်ကဲ့ပါမေသမီးတို့တော်တော်လေးခုလိုက်ပါမယ်ဟဲ့မိဝိုင်းနင်တို့ဒီနေ့တရသေးတွေထွန်းနှောင်းကောင်းနေမဟုတ်လားဟမ်အဲ့လိုထင်ရတာပဲဟာဒါနဲ့လေငါနင်တို့ကိုတရသေးမဲ့တွေနဲ့တင်ချိန်နဲ့ရောပြီးတော့အေးလို့တိုင်မသိလားဟမ်တကယ်လားဟိုဒါဆိုမြို့ပေါ်မှာရောက်နေတရသေးစမူဒီလိုမျိုးဟာလားဟမ်ငါပြောတိုင်းမဲ့တရသေးဖြော်ရအဲ့တဲ့ပိုကောင်းနေဟာတကယ်လားငါတော့မျှော်လင့်နေပြီဟိ ကဲပါမျောလင့်နာလေမျောလင့်နာပေါ့မြင်မြန်လေးခုနေပုံလွတ်လို့ငါကြော်ရီပူလို့နေဟုတ်တယ်ကငါရောပဲအဲ့နောက်တော့ဖိုးတူးတို့အဖေသားကြီးလေနေလေခဏနားကြဖို့အတွက်အဖေအကိုရောက်နေခဲ့ကြတာပါမိဝိုင်းကဈိုင်းနဲ့တယ်လာတဲ့ဟင်းခွက်တီကိုအလင်းမှဖြတ်ခင်းနေဟဲ့နင်တို့ထမင်းမစားကြတော့ဘူးလားစားမှာပေါ့ဟာမောလို့ခဏနားနေတာဒါနဲ့ဘာဟင်းလဲ အစုံမဲတော်ဘွဲနေမကြိုက်တဲ့ရင်တခုမှမပေါဘူးရေငါမကြိုက်တာရဲ့လို့လည်းမရှိဘူးလေတိသားပဲအဲ့အားကြောင့်မတက်တက်ပြောလိုက်တာဒါနဲ့အရှိခင်ဝိုင်းလည်းမတွေ့ပါလားဘယ်သွားလိုက်တာနေငါမေကတရတီရောင်းတဲ့ကိစ္စနဲ့စကားပြောစရာလည်းရှိလို့ဆိုပြီးရွာလေးကိုခဏပြန်သွားတယ်ဟာအော်အေးပါဒါနဲ့ဒီနေ့နေပူပူနေတယ်လို့ပဲနော်ဟုတ်ပါငါပင်ဟာစောနာကငါကြော်တော့မီးတောက်တော့မလို့ခန်းစားလိုက်ရတယ် ဲ့ပါဟဲ့ငါနင်တို့ညနေကျရင်အမောပြေတရသည်ဖြော်ကြီးချိုချိုလေးလှုပ်တိုက်ပါမယ်ခုတော့ထမင်းရင်စားကြအောင်ဒါလို့နဲ့မိဝိုင်းမတို့လေထမင်းစားစရာရှိတာစားလိုက်ကြတော့လေညနေပဲရောက်တော့မိဝိုင်းမကကုတ်ပြစ်မှထိုင်ရင်တရသည်ဖြော်ကြီးဖြိုးဖို့အတွက်အလုရှုံနေခဲ့တာပါဘေးနားကနေမိဝိုင်းလုံးသမ ्या ထိုင်ကြည့်နေတဲ့တုတ်ပေါ်ကဟဲ့မိဝိုင်းမငါနဲ့အောင်ကြည့်နေဟာ တရက်ပြီးခွာနေအကြိုင်းရှိနေပြီဘယ်အချိန်မှဖြော်ရက်တော့အောင်မလဲဟာမင်းရနေစွတ်ပဲသိအလင်းလုံးနေလဲလောက်ကူလေဟာထိုင်မဲထိုင်ကြည့်နေရောငါဘယ်ပြီးမှလဲဟဲ့ဟာငါမှမလုပ်တတ်တာထိုင်မဲကြည့်မှာပေါ့ဘာဖြစ်နေကြရလဲတော့ဘောကဖိုတိုကအဲ့လိုပြောပြီးငပိန်နဲ့အတူမိဝိုင်းမားတို့အိမ်ထဲကိုရောက်လာတယ်ဟဲ့နနူနီယောက်ရောက်လာနေတော့ပဲဟာငါ့ကိုလောင်းဝိုင်းကူပေးဦးတော့ဘောတို့ကတော့လေ ဆော့ဆော့ရမိဘာမှအာကိုလို့မရဘူး။လေးပဲထိုင်ပေါ်နေ။အေးပါ။အာကိုရှိရောလေငါ့ကိုအပြစ်ပြောပြီပေါ့။ကဲပါကဲပါ။ငါပါကူရမယ်။တရသည်မဲ့တွေကိုအခုနှောင်ကူပေးငပိ။ Okay okay ။ဒလုံးနဲ့မိဝိုင်းနဲ့ငပိကတရသည်မဲ့တွေကိုအခုနှောင်နေခဲ့ကြတယ်။အိမ်နောက်တော့တကြီးကသုံးမိန်းကတကြီးနဲ့ရွာလေးကိုလိုက်ကြည့်ညာတော့တယ်ဟယ်လိုဟယ်လို အရေးကြီးတဲ့င်းမှာအရေးကြီးတဲ့င်းမှာခင်ဗျအောင်မဲရမှာနေတိုင်းနဲ့ရွာသူရသားပေါင်းတို့ခင်ဗျခုတိုက်လာတဲ့လေကရမ်းကိုပြင်းထန်နေရကြောင်းမို့မိတွေနှိမ့်ဆန်ရှိရညင်းပြီးအိမ်ထဲမှာပဲနေပေးကြပါလို့ကျောက်တကြီးကမြစ်တိုင်ရက်ခံအပ်ပါတယ်အပင်နဲ့နေတဲ့အိမ်နေနေနဲ့အပင်နဲ့ဝေးတဲ့အိမ်ဒီမှာခဏသွားရှောင်နေပေးကြပါတကြီးအဲ့လိုကြီးညာလိုက်တော့အိမ်ပြန်မှာရှိနေတဲ့လူတွေလည်းစုညံကုန်ကြတယ်ဟဲ့သမီးရေသမီးလေးဘမတော့လာလာအမေတို့အိမ်ထဲကိုဝင်ကြမယ် ုတ်ကဲ့မေတပတ်အင်ကလေကိုရှင်မောင်ကြီးကိုရှင်မောင်မှုံနိုင်နေတော့ကြီးအေးပါမေးမရဲ့ကြုံလဲကြားပါလေဟာကြားပါရဲ့လို့မနေနဲ့တော့အိမ်ထဲကိုမြ мян ဝင်ကြမေကဲကဲအကောင်တတိဝရိယလေးနဲ့နေကြဟိတကြီးအဲ့လိုပြောနေတော့တကြီးတို့ရဲ့သုံးမိကားကနေနဲ့အတူပါသွားခဲ့တော့နေအောင်မလေးပြေးလိုက်တယ်လေးပါလားကဲကဲကြမအောင်သုံးမိကားကြီးလွတ်နေပြီပြောလွတ်နေပြီ ဒါလို့နဲ့မောင်ကြီးမောင်းနေလာတဲ့တုံမိန်ကနေပြင်းထန်စွာတိုက်နေရနေကြောင်းမောင်းရလေးသွားခဲ့တယ်။အောက်မလိပြတေးပါပြီမောင်းအေးရဲ့။မန်းကန်ရင်အော်ဟစ်နေတဲ့တကြီးရဲ့တန်ကတရားလုံးကိုပြန့်နှံ့သွားခဲ့တော့တယ်။တပတ်မှတော့ပိုးထုတို့အဖွဲ့သားတွေကမိဝိုင်းမတို့ကွပစ်ပေါ်မှာထိုင်မလို့ထမလို့နဲ့ဖြစ်နေခဲ့ကြတာပါ။ဟဲ့ညို့ဘယ်လိုလုပ်မလဲခုချက်ချင်းအိမ်မြန်ကြမလို့လား။ဟမ်တို့တွေ ခုချိန်အိမ်ပြန်လို့တော့မဖြစ်ဘူးတင်နေ။ဘာလို့ဆိုအပြင်မှာတက်ပေနေလဲကြိုးကြနေနိုင်လောက်တယ်ဟ။အဲ့ဒါတော့ဟုတ်တယ်။တို့တွေဒီမှာပဲလင်းငင်နေတဲ့ဒီစောင့်ကြတာပေါ့။ဒါနဲ့ငါ့အမေရွာထဲသွားလိုက်တာခုတည်းလည်းပြန်မလာသေးဘူး။အရန်လည်းစိုးရိမ်နေပါနဲ့။နင်တို့အမေလည်းလင်းငင်နေတဲ့တနေရာမှာစောင့်နေမှာပါ။ငမိန်အဲ့လိုပြောနေတော့လေပြင်းတိုက်တဲ့အချိန်ငိုးပါရွာချလာခဲ့တာပါ။ဟာငိုးပါရွာချလာပြီ။နိုင် မိဝိုင်းမားတို့အိမ်ရောက်မှာမိုးသွားခိုကြရအောင်ဒလုံးနဲ့ပေါ်တူတို့အဖွဲသားတွေလည်းမိဝိုင်းမားတို့အိမ်ရောက်ကိုပြင်ဝင်ပြီးမိုးခွန်နေခဲ့ကြတယ်မောင်နှမ်းကလည်းစိုင်းမစိတ်မောမစစ်ပါလားအေးကွာမောင်နှမ်းရှိရလို့ရင်းနေရကြီးညာထားပေမဲ့ခုနောက်တွေစိုးလိမ့်မယ်လို့မထင်ထားမိဘူးကအဲ့ဒီအချိန်မှာပဲမိဝိုင်းမားတို့ဘေးအိမ်ကနေဝန်းဆိုတဲ့တန်ကိုကြားလိုက်ရတာပါဟမ်ဘာတန်ကြီးလဲဟဲ့ဖွားနေတော့အင်ကြီးပြိုကျသွားပြီဟဲ့ ဟမ်ဒါဆိုဖွားမြန်ရအိမ်ထဲမှာရှိနေရလားအဲ့ဒါတော့ငါလည်းမသိဘူးဟာမဖြစ်တော့ဘူးတို့တွေဖွားမြန်အိမ်ဘက်ကိုပို့ပြီးတော့ဖွားမြန်ကိုတွားကြည့်ကြရအောင်တို့တွေတိုင်းတော့လို့မဖြစ်ဘူးတင်နေကြော့ဒီမှာခမောက်ရှိတို့ကိုတေးကြကြည့်လိုက်ကြခမောက်တေးကြစောင်းကြပြီးနောက်ဖိုးထုတို့အဖွဲသားတွေလည်းဖွားမြန်အိမ်ဘက်ကိုထွက်လာခဲ့လိုက်ကြတယ် နေတဲ့မိုးတန်တွေကိုအန်တုရင်လမ်းခုနေတဲ့မိဝိုင်ကဟဲ့နင်တို့မြင်မြန်လာကြရင်ဖွားမြန်ရအထက်မှာဘာဖြစ်နေလဲမသိဘူးအေးပါလာပြီလာပြီအဲ့ဒီအချိန်မှာမိုးတွေရောလေပြင်းတွေတိုက်ခဲ့ပြီးနှစ်ရစီးတွေပါလက်လာခဲ့တာပါနောက်မှကျင်းရင်နေတုတ်ပေါ်ကနှစ်ရစီးလက်တောင်မြင်ပါခဲ့တယ်အမလီကဲကဲကြပါဘူးတာတာဘာဖြစ်မှလုံးမထားပါဘူးတာကိုချန်နှားပေးကြပါအဲ့ဒါနဲ့ဖိုတူနိတ်နဲ့ နောက်မှဂျန်နီရဲ့တုပ်ပေါ်ကိုတယောက်တစ်ဖက်စီဆွဲခေါ်လာခဲ့ခြင်းလေပြင်းတိုက်နေတဲ့အတွက်ကြောင့်တော်ပွဲရဲ့ခြေထောက်တရားဒီပေါ်မြောက်နေခဲ့တာပါဟင်ငါလေပေါ်ပြန်နေရလားဟုတ်တယ်ဟာမင်းလေထဲမှာပြန်နေရတို့ကိုသေးချခိုင်းတာအေးအေးအေးပါငါ့ကိုမလွတ်လိုက်ကြနဲ့နော်အော်အစီတုံးကြီးရလေကြောက်တယ်လိုက်တာဟာဒီစီတုံးမှလေအသေးနဲ့ပါနော် ခက်ခဲခဲခဲနဲ့အဖွားမြန်အရှိကိုရောက်လာခဲ့ပြီးနောက်တော့လန်တဲ့ဘက်ကနေလာနေတဲ့ကိုထုံနဲ့တာတင်တို့ကိုမြို့ဝိုင်းမှာတွေ့သွားခဲ့တာပါဟမ်ကိုကြီးဘိုးတော်တို့ပါလားဖွားမြန်ရင်ကိုလာကြတာလားယင်ဟုတ်တယ်မြို့ဝိုင်းကိုကြီးကိုလည်းဟိုဘက်မှာရှိနေတော့ဖွားမြန်ရင်ပြိုကျသွားတာကြောင့်ပြေးလာခဲ့တာဒါပေမဲ့နေပြင်းနေတိုက်ပြီးမိုးရီရွာနေတာဆိုတော့မြန်မြန်မရောက်နိုင်ဘူးဖြစ်နေတာဟိုဒါဆိုသမီးတို့ဖွားမြန်ရင်တွေကိုတွားကြည့်ကြတာပေါ့ငါတို့လည်းရောက်ပြီး လာလာဝင်ကြပြီဒလုံနဲ့ဖိုးကြော်နဲ့ဖိုးထူးတို့လည်းပြိုကျနေတဲ့အိမ်သားသွားလိုက်လို့ဖွားမြိုင်ကိုရှာကြတယ်ဖွားမြိုင်ပြိုးဖွားမြိုင်မဟုတ်မဖွားမြိုင်အထက်မှာပိတ်မိနေပြီတင်နေဒါဆိုမြေမြန်ရှာတွေ့အောင်လူစုခွဲရှာကြတာပေါ့ဟမ်ဘာလို့လူစုခွဲမှာလဲငါကြောက်တယ်ဟာသူအဲ့လိုပြောနေတော့ အကုန်လုံးကပြိုကျနေတဲ့အင်းရဲ့တပတ်တစ်ချက်စီကိုအတိတိသွားလိုက်ကြတာပါအမလီရက်ဆက်လိုက်တဲ့တငယ်ချင်းတွေပါလားကြောက်ပါလေဇူမတယောက်တည်းခြံထားခဲ့ခဏကြာမှဖိုးတော်နဲ့ဖိုးထူးတို့သုံးယောက်ကပြိုကျနေတဲ့အိမ်တွေကြားထဲရနေခွားမြန်ကိုကဲထုတ်လာခဲ့တာပါခွားမြန်ဘယ်နာကိုခတ်မိသွားသေးလဲဟိုခွားမြန်ခြေတော့ကိုနည်းနည်းခတ်မိထားတယ်ကွဒါပေမဲ့ခွားမြန်လမ်းလျှောက်နိုင်ပါတယ်ဒါဆို ကျွန်တော်ဖားမြန်အောင်ကြည့်ပြီးရာဟုကဘုန်းကြီးရောင်းစီကိုခေါ်သွားပေးပါမယ်။ငါလည်းတလက်ကြည့်ကူမယ်ကွာ။အေးကွာလာအဲ့လိုဆိုရင်တို့တွေသွားကြစို့။တလူနဲ့ဖိုးတော်လေးဖားမြန်ကိုကြောက်ဖို့ပြီးနေပြင်းနေတိုက်နေရဲ့ကြားလေးကအဝေးကိုထွက်သွားခဲ့တော်ရင်အဲ့ဒါနဲ့ငပင်းဟာကဲတို့တွေမြွေမားတို့အိမ်ပြန်ကြအောင်ပေါ့။ဒါနဲ့တော်ဘောတရားရောဘယ်ရောက်သွားလဲ။ငါဒီမှာဟာအဲ့လိုပြောပြီးတော့ပေါ့ဟာ တတဘက်ကဝက်ကလေးကိုကြည့်တဘက်ကကြက်တကောင်ကြည့်လို့သူတို့နောင်ရောက်လာခဲ့တာပါဟဲ့တုပ်ပုံနင်အဲ့ဒီကြက်နဲ့ဝက်ကိုဘယ်ရလာလဲခွားမြိုင်ကအိမ်နောက်ကဟာမိုးရီရွာပြီးလေဒီတိုက်နေတော့သူတို့လည်းကြောက်နေရှာလားအဲ့ဒါမုံခေါ်လာခဲ့ပြီလားဒီတုပ်ပွားတော့လေလူကယ်ခိုင်းနေအောင်ကြက်နဲ့ဝက်ကိုကယ်ပြီးပြန်ရောက်လာတယ်ဟာကျန်တဲ့ဝက်မှလည်းအသက်နဲ့ပါနော်။ကဲပါကဲပါဒီကနေတွားကြစို့ ။ပြင်စီလည်းလက်နေအောင်ဆိုတော့ဒီလိုနဲ့တို့တွေအဲ့ဒီဆက်ခွင်းနဲ့ရောက်သွားနေမှာ။ဒါနဲ့ငါဒီဝတ်နဲ့ချက်ကိုဘယ်နောက်သွားထားအောင်။ဘယ်မှာမှသွားထားလို့မရဘူးဟိ။ဖွားမြိုင်ကိုတော့ဖုန်းကြီးကြောင်းကိုခေါ်သွားပြီ။ဝတ်နဲ့ချက်ကိုတော့မိမိချီတားလိုက်။အော်အေးပါ။အိမ်တော့ဖိုးထူးလို့လေဖွားနိုင်တို့အင်းတွေကနေထွက်လာခဲ့လိုက်ကြတယ် မပြေးလာနေတာကလေးမြောက်မဟုတ်လားဟာဟုတ်သားပဲအဲ့လိုပြောပြီးငပိန်ကကလေးရဲ့နားကိုပြေးသွားလိုက်တယ်ဟဲ့ကလေးရေဘယ်သွားကြမလို့လဲဟိုတားညမလေးနဲ့တူတားတို့မမျိုးသွားရှာမလို့ဗျဖိုးတူကလည်းသူ့တို့နားကိုရောက်လာတယ်ခုတော့သွားမရှာနိုင်ဘူးညီလေးညီလေးတို့မမေကဘေးလိုရောက်မှရှိနေမှာပါခုညီလေးတို့ကိုကိုဘိုးတူတို့ရွာကဘုန်းကြီးအောင်ခေါ်သွားပြီးမယ်နော်ဟုတ်ကိုဘိုးတူ ဒလုံနဲ့ငပိန်နဲ့ဘိုးတူတို့လည်းကလေးနှစ်ယောက်ကိုတယောက်စီခေါ်လာခဲ့ကြတယ်။နန်းညီမလေးမမနဲ့တူသွားကြမယ်။အဲဒီအချိန်မှာပဲသူတို့နာကိုတေကိုင်းတေကိုင်းကလွင့်ပြန်လာခဲ့တာပါ။ဟာတေကိုင်းကတို့နာကိုလွင့်လာပြီ။ပြေးကြဟေးပြေးကြပြေးကြ။ဒလုံနဲ့သူတို့ဖွဲ့သားရင်းလေအဲ့ဒီနေရာကနေဘေးလူရကိုပြေးကြတယ်။တော်ပေါ်ကတော့ပြေးနေရင်ခလုတ်တိုက်လဲသွားလို့သူကြည့်ထားတဲ့စက်တွေဝတ်တယ်လေ။ ွင့်မြန်ကုံတော့တာပါဟာငါကျက်နဲ့ဝက်လေးွင့်မြန်ကုံပြီဟာဘိုးတို့ဟာကျက်နဲ့ဝက်ကိုကောက်ချင်လို့အဲ့ညာကနေပြေးလာခဲ့လိုက်ကြ යි ရွာဘုံကြီးเจ้าကိုရောက်မှာတော့ရွာရေကလူတွေတော်တော်များများဘုံကြီးเจ้าကိုအရင်ရောက်နေခဲ့ကြတာပါတကာလေးဘိုးတို့တို့ရွာရင်မှာမလို့နေသေးလေလူတွေရောခိုက်မိတာရှိကြသေးလားတင်မဘုံဘုံခိုင်းမိတဲ့သူကဖွားမြန်ရနေပြီမရှိသေးဘူးဗျာ တော်သေးရမို့ကွယ်မုံတိုင်းကစိုင်းမစင်ဘုံမစင်ဆိုတော့ဖုံဖုံတို့လည်းဘာမှကောက်ွယ်ချင်မရလိုက်ဘူးကွယ်တင်မဖုံဖုံတပည့်တော်တို့လည်းတူတူပါပဲဗျာဒါနဲ့တို့တကြီးရောအစင်မပြေရလားမသိဘူးတုံမိတ်မှောက်သွားရင်နေတူရင်ဖိုးတော်အဲ့လိုပြောနေတော့မောင်ကြီးကတကြီးကိုတွဲခေါ်ပြီးရောက်လာခဲ့တာပါဟဲ့ခမဦးတကြီးလိုပါလားဒါနဲ့ဦးတကြီးရဲ့ခြေောက်ကဘာဖြစ်သွားတယ်မသိဘူးအဲ့ဒါနဲ့ဖိုးတော်လည်း တကြီးကိုသွားခုတွဲပေးလိုက်သည်ခုလီဒီမှာကျုပ်တို့တကြီးအကြောင်းပြောနေကြတာဗျအေးကွာလီဒီယာတားအပြင်းမိမိုးဝသဲနေဟာဆိုတော့ကျုပ်တို့လည်းတုံမင်းလေးတွေနားမှာပဲခဏပုန်းခွန်နေခဲ့တာဟာဒါနဲ့တကြီးရဲ့ခြေထောက်ခိုက်မိသွားတာလားဗျဟုတ်တယ်ဟာဒါပေမဲ့ရမ်းတော့မပြေးမအောင်တခြားလူတွေရောအစိမပြေးကြရင်လားမသိဘူးအစင်ပြေးကြပါစေလို့ပဲဆုတောင်းရမှာပေါ့ဗျာဒါနဲ့ဒေါမီဘာတွေရောအစိမပြေးကြရင်လားမသိဘူးနော် ဖုန်းမသူပါကြလဲဖုန်းလေးဆက်ကြလို့ပါကျုံမတော်ပါတယ်ဟာဒါမဲ့လိုင်းပြောင်နေဒါဆိုမုံတိုင်းချီနေရအရန်ဆိုးနေရလားအရန်မဆိုးပါစေနဲ့လို့ပဲဆူတောင်းရမှာပေါ့အဲ့ဒီအချိန်မှာပဲဖိုးထူးချီလာတဲ့ချက်ကလူဟုတ်ကြတဲ့ကိုခုံဝင်လာခဲ့တာပါအတော်ကြီးတယောက်ကအမလီကြက်ကြီးပါလားတော့ နောက်နေ့မနက်မုံတိုင်းညင်သွားတော့ရွာဦးเจ้าမှလူစုနေတဲ့တကြီးကိုတတိုက်ကရွာလေးကိုထွက်လာခဲ့ကြတာပါရွာလဲတခြားမှာတော့ ပြန်ကျဲနေတဲ့အမိုက်တရိုက်တီအိုးရီပလုံးနေနဲ့တက်ကိုင်းတက်ခတ်တွေကိုနေရာနဲ့မြင်ကြရမှာပါတကြီးကအလှလေးကျုပ်တို့ရတော့ပျက်စီးသွားပါလားအချိန်တော်ကြောင်ပြုတ်ပြင်ယူရတော့မှာပဲအဲ့ဒီအချိန်မှာပဲအဖအုပ်တယောက်ကအိမ်တိန်ကနေထွက်လာတယ်တကြီးတကြီး ကြောက်ရည်လေးမရှိတော့ဘူးတော့ဟမ်ဘလို့ဖြစ်တာလဲဖွားခင်ရဲ့ဟိုမင်းညားတွေကအိမ်ကိုပြန်မလာတာကွဒါဆိုဖွားခင်ရဲ့မြင်းလေးကဘိုးလုံးနဲ့တနေရာများရှိနေရများလားအဲ့လိုမဟုတ်ဘူးဦးတကြီးရဲ့ကြောက်မင်းညားလေးမိုးရတော့ထဲမှာတညလုံးရှာပြီဒီမနေ့အစော်ကြီးလဲရွာတရံလုံးနဲ့အောင်ရှာပြီးပြီအဲ့ဒါဘာမှမတွေ့ရလို့ပါတကြီးရဲ့မငိုပါနဲ့ဖွားခင်ရဲ့ကျုပ်တို့ဖွားခင်ရဲ့မြင်းလေးကိုမတွေ့တရံကူရှာပေးပါမယ် ဟိုဥဒကြီးအဲ့ဒီလူရှာတဲ့ကိစ္စကိုတားတို့ဖွေကတာဝန်ယူလိုက်ပါမယ်ဗျ။ဟေးမောင်ဟုတ်တို့ဖွေကဖြစ်ပါမလားကွာ။ဖြစ်ပါတယ်ဥဒကြီးရဲ့တားတို့ကသာစိတ်ချထားလိုက်ပါ။အေးကွအဲ့လိုဆိုလဲဖွားခင်ရဲ့မြင်းလေးကိုမတွေ့တရအောင်ရှာပေးပါ။ဟုတ်ကဲ့ပါဥဒကြီး။အဲ့လိုပြောပြီးဖိုးထုကိုလေးယောက်သာအဲ့နေရာကနေထွက်လာခဲ့လိုက်ကြတယ်။ကဲကျန်တဲ့သူတွေကတော့ကိုရရွာသွားရလာရင်ဆင်ပြေအောင် လမ်းမှာရှိနေတဲ့အမိုက်တီကိုအရင်ရှင်းလင်းကြတာပေါ့ဟုတ်ကဲ့ပါသူကြီးအဲ့ဒီကိစ္စကိုကျုပ်တို့ကာလာသားဖွေရတာဝန်ယူလိုက်ပါမယ်တပတ်မှာတော့ဖိုးတူတို့ဖွေကတော်ရဲတနီယာကိုရောက်လာခဲ့ကြတာပါဖိုးတူပြောင်းနေရဲ့ကလေးကဒီတော်ကြီးထဲမှာလည်းရှိပါမလားဟုတ်တယ်ဟာတို့တွေမြေရိုးတိရှောင်းနေကမ်းမက်တွေပါမကြမ်းတရားလုံးနဲ့အောင်လိုက်ရှာခဲ့ပေမယ့်ဘာမှမတွေ့ခဲ့ရအောင်ဟမ် ဲ့ဒါမျိုးဒီကိုရောက်လာတာပေါ့ငပင်ကဒီတော့ထဲမှာမရှိရင်မရှိတော့ဘူးကဲပါကဲပါဒီတော့ထဲမှာရှိမရှိသိရဖို့အတွက်အော်ခေါ်ကြတာပေါ့မြို့ဖိုးရင်ဖိုးရင်ဖိုးရင်အတန်ကြာရင်ပြန်ထူပါအောင်ဖိုးရင်ဖိုးရင်ဒီဒီပါဗျဟမ်တရေတရေကြောက်လာလားဒီလိုနဲ့ဖိုးထူတို့လေအတန်လာရပေမောမောကြည့်လိုက်တော့တိတ်ကိုင်းမှာတွဲလောင်းဖြစ်နေရဲ့ဖိုးကြီးကိုမြင်လိုက်ရတာပါ ိုးရဒီမှာရှိနေရပြီဘလို့ဖြစ်ပြီးတော့တက်ကိုင်းမောင်ကိုရောက်နေရတယ်ဟိုတာလင်းနေတူနှွင့်မာလာခဲ့တာဗျဟာအော်အဲ့လိုခိုက်မိသွားတဲ့နေရာရောရှိသေးလားဟိုအဲ့လိုတော့မရှိပါနဲ့တာအောက်ကိုပြင်မစင်းတတ်တော့ဘူးဗျနေနေနေကိုငပင်လာခေါ်ပေးမယ်အဲ့နောက်တော့သူတို့အဖွဲ့လေးဖိုးကြီးကိုကိုလို့ရွာကိုပြန်မိုးအတွက်ထွက်လာခဲ့လိုက်ကြတယ် ။နောက်နေ့ရောက်တော့ရွာသားရေလေးပြိုကျသွားတဲ့အိမ်ဒီကိုဝိုင်းပြီးတော့ကုဆောက်ပေးကြတယ်။ဝင်းထဲမှာတော့အိမ်ဆောက်ဖို့ဝလုံးထမ်းလာသူတွေထရင်ထမ်းလာသူတွေနဲ့စီကားပြီးကိုစီအလုံးရှုံနေခဲ့ကြတာပါ။ဖိုတူတို့ကလည်းလိုအပ်တာတွေကုလုပ်ပေးနေပေမဲ့တော်ဘောတယောက်ကတော့ခွေရောင်တယောက်ပေါ့။ကဲကဲမောင်မိုးတော်တို့ကလာသားတွေရောလူဆောင်ကြမလားကွ။ဆောင်ကြပါပြီတကြီး။အေးကွာတတိထားပြီလောက်ကြအောင်။ဟုတ်ကဲ့ပါတကြီး။ဒီလိုနဲ့ အိမ်မြေမို့လောက်ဆန်ရှိရလုံးနေကြရင်နေရာဒီမုံတိုင်းနေရဲ့ဇလန်လေးလေးပြီးဆုံးသွားခဲ့တော့တယ်။